ုလသမဂ္ဂရဲ့စားနပ်ရိက္ခာထောက်ပံ့ရေးအဓိကအေဂျင်စီဖြစ်တဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ဟာမြန်မာနိုင်ငံကဆွဆောင်စခန်းဒုက္ခသည်စခန်းတွေစီရိက္ခာထောက်ပံ့မှုတွေမဖြတ်တော့ခင်နောက်ဆုံးအတုပ်သတ်မှတ်ထားတဲ့အကူအညီတွေကိုစတင်ဖြန့်ဝေပေးနေပါတယ်။ American သမ္မတ Trump ကအမေရိကန်ရဲ့နိုင်ငံတကာ အကူအညီပေးရေးရန်ပုံငွေတွေကိုအလုံးအရင်ဖြတ်တောက်ခဲ့မှုဟာ WFP ရဲ့ရန်ပုံငွေအခြေအနေရင်းရိုင်နေမှုကိုအဆိုးဆုံးအဆင့်ထိရောက်သွားစေခဲ့ပါတယ် ဒါကြောင့်လည်းမြန်မာနိုင်ငံကစစ်ဆောင်တပ်တန်းကျော်အတွက်ရိခါထောက်ပံ့ပေးနေတာကိုအဆုံးသတ်ဖို့ WFP ကမဖြစ်မနေဆုံးဖြတ်ခဲ့ရပါတယ်။ WFP ကရန်ပုံငွေရော့နယ်မှုတွေကြောင့်ဧပြီလအတွင်းမြန်မာနိုင်ငံအတွက်ဒုက္ခသည်3,500လောက်ခွဲတန်းကိုသာအခုအညီပေးဖို့တက်နိုင်တော့မှာဖြစ်တယ်လို့ပြောပါတယ်။ဒါဟာစစ်အာဏာသိမ်းမှုအပြီးပေါ်ပေါက်လာတဲ့လက်နက်ကိုင်ပြိပခါတွေကြောင့်အရေးတကြီးအခုအညီတွေလိုအပ်နေတဲ့ပြည်သူ15တန်းကျော်အရေးအတွက်ရဲ့အဆုံးထွက်တောင်မရှိတဲ့ပမာဏမျိုးပါ။ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနခွဲအကြီးအကဲက American အပါအဝင်အလူရှင်နိုင်ငံတွေစီကအရင်လိုမျိုးရန်ပုံငွေအထောက်ပံ့တွေဆက်မရတော့တဲ့အခါသူ့အေဂျင်စီရဲ့လုပ်ငန်းတွေကိုအတိုင်းအတာပမာဏမဖြစ်မနေရှော့ချဖို့လိုလာကြောင်းပြီးခဲ့တဲ့သတင်းပတ်တုန်းက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်ရှင်။